ဟုတ်ကျွန်တော်နာမည်ကဟိုမှတ်ဖို့နာမည်ကတော့ကျော်ဘူဘူခေါ်တယ်မယားဟိုလုပ်ငန်းကတော့ကျွန်တော်တို့ဒီတမန်တန်ငါးရင်လောက်တာတမန်တန်ငါးနေပြီးတော့တမန်တန်ငါးဆင်းသက်လာဟိုအဖေကတမန်တန်ငါးရင်လောက်တယ်လောက်တော့ကျွန်တော်တို့တမန်တန်ငါးပြီးတယ်ပြီးတော့တမန်တန်ငါးတွေပါတယ်ပေါ့ကျွန်တော်တို့ဘေးရဲဘက်ကိုဝင်လိုက်တာပေါ့ဟုတ်ဘေးရဲကိုကျွန်တော်လည်းဝါသနာပါတာနဲ့ဘေးရဲဘက်ကိုစရက်တီလိုက်တာဆိုတော့အခုစုပ်စုပ်ပဲကျွန်တော်တို့တနစ်ကျော်လောက်တော့ရှိပြီဘေးရဲတွေကိုဝင်လိုက်တာဈေးနှုန်းကတော့မာကြီးကျွန်တော်တို့ကဟိုအစားအစားလေးပေါ်မူတည်တာပေါ့ဟို9သိန်းကျော်နဲ့10သိန်းအထိရှိတယ် ငါးသိန်းကျော်ဆိုအခုရှင်နဲ့အပီးစီကိုငါးသိန်းကျော်ကနေပြီးတော့ဟိုအခုရှင်အပီးစီတိ၈သိန်းတိရှိတယ်အစားစားပေါ့အစားစားပေါ့မူတည်ပြီးတော့ယူရပါတော့ပေါ့အောင်မြင်မှုရလာဆိုတော့မှကျွန်တော်စေတနာနဲ့ဟိုစေတနာကိုရင်းခံပြီးတော့လုပ်တာပေါ့မှာယာအခုလာပြီးကျွန်တော်ရှိလာလုပ်တဲ့သူတွေအကုန်လုံးလည်းကျွန်တော်ရေကိုတစ်ဖွဲ့လို့ဆက်ဆံတယ်ပြီးတော့ယူထားတဲ့ဈေးကလည်းဟိုလာအပ်တဲ့သူတွေလည်းသူကလေးနဲ့သူဟိုအချင်းကျွန်တော်ဘက်လည်းအဆင်ပြေသူတို့ဘက်လည်းအဆင်ပြေဆိုတော့စေတနာရင်းခံလည်းပဲကျွန်တော်ရက်တိပြီးတော့လှုပ်ဆောင်သွားတာပေါ့ကိုရရှိရတဲ့ခုတည်းကိုပဲကျွန်တော်လောက်တာမဟုတ်ဘူးပေါ့ဗျာအဲ့လိုမျိုးစေတနာကြောင့်လည်းကျွန်တော်ခုလိုမျိုးလေးပို့ပြီးတော့အောင်မြင်လာတယ်လို့ထင်တယ် ရှိတာပေါ့လေဦးစရာဆိုတော့ကျွန်တော်တို့ဒီလိုင်းပေါ်မှာတစ်ချက်ကြည့်ရတာပေါ့ကျွန်တော်တို့လည်းနောက်ကြရတာပေါ့ကျွန်တော်လုပ်တဲ့ဟာအရှိလုံခဲ့တဲ့သူတွေရှိတယ်ရွှေပြည်သားအချိုးတွေအဲ့လိုမျိုးအမျိုးမျိုးသောအချိုးတွေကိုကျွန်တော်တို့ကကြည့်ရတာပါတကယ်တော့ဟိုပါပြတော့တို့ကတော့လက်ဦးစရာပဲပြောရမှာပေါ့ပြီးတော့ကျွန်တော်ကတို့ကြည့်ပြီးကျွန်တော်ကိုယ်တိုင်ချိုးပြီးတော့လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရင်လက်မြေကတော့အခုဒီဟိုပါပေါ့စိတ်ဟိုပါပါလေတာမန်တဲ့ငငရင်လုပ်တာပေါ့အဲ့ဒီမှာအဲ့အလေးကြည့်ကြည့်ပြီးကျွန်တော်လိုက်ချိုးရင်းနဲ့အခုလိုမျိုးပုံစံကိုကျွန်တော်ရက်တည်တာပေါ့ဒါပေမဲ့စေးလိုင်းပါညာကတော့ကျွန်တော်ကကျွန်တော်တို့စိတ်ကူးတိုင်းပဲကျွန်တော်လုပ်တာဆရာတော့မရှိဘူးပေါ့ကိုယ်တိုင်တီထွင်ပြီးကိုယ်တိုင်လုပ်တာ မိသားစုလုပ်ငန်းလေးပေါ်မှာမိသားစုပဲကိုယ့်အကိုပဲမိသားစုပဲလှုပ်တာတပင်းသူတွေတော့မပါဘူးဟုတ်ဟိုဒီကျွန်တော်ရဲ့ညီကိုတွေလိုနေတဲ့အကိုတွေနဲ့ညီကိုမောင်နှမတွေပဲလှုပ်တာပါဟုတ်မူးတုံတို့တောင်ကြီးတို့အဲ့လိုမျိုးနယ်ဝင်းနယ်ရနည်းရဝေးရလဲအကုန်လုံးလဲအားပေးကြတယ်အဲ့အောင်ဆိုကျွန်တော်တို့ဝေးပြရတဲ့တစ်ချက်ပို့တာတွေအဲ့လိုမျိုးတွေလှုပ်ဆောင်ပေးရတယ်ရက်ကန်တန်အားမှာအရှိမအော်ဒါလေးမရှိဘူးဆိုရင်ကျွန်တော်တို့ဒီဒရဲစားကြိုင်မယ်ဆိုရင်ရက်က2ရက်လောက်ပဲကြာတယ်တကယ်လို့အရှိမအော်ဒါရှိတယ်ဆိုရင်တော့၄၅6ရက်လောက်တော့စောင့်ရတယ် နေဦးပူတဲ့ခါကျရင်တော့သူတို့ဘက်ကလမ်းမာတဲ့ခါကျရင်သူတို့က KB ရနေပြီးတော့ကျွန်တော်စည်ရင်လေးရင်ချပေးရတယ်ပြီးတော့ကျွန်တော်ကသူတို့ကိုဒီသူတို့ပို့ပေးမယ်ကျွန်တော်တို့ဒီအဝေးပြေးကားကြီးရနေတဆင့်အဲ့အနေမှာအဲ့အားလုံးအဲ့အနေပဲခြေပြီးသွားလို့အဲ့အဝေးပြေးကားကြီးရပဲတစ်ချက်ပို့ပေးရပေါ့ကျွန်တော်ရှေ့ရယူရတဲ့လူတယောက်ကအခုကျွန်တော် TikTok တင်နေဆိုရင် TikTok ကနေပြီးတော့တစ်ချက်မြင်လာရှိတယ် Facebook ကနေမြင်လာလေးရှိတယ်အဲ့အဲ့အနေကိုမြင်ပြီးကျွန်တော်လာအဲ့တယ်အဲ့တဲ့သူကဟောဒီကောင်လေးကဒီလိုမျိုးရှိတယ်စိတ်တန်းကြရတယ်ငါတို့တို့အဆင်ပြေတယ်ပါဆိုအဲ့လိုတဝူးတဝူးဆက်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 ပြီးတော့ကျွန်တော်ရှေ့ရောက်လာတဲ့လူတွေ ဟိုပီတိလေးရှိပါတယ်တကယ်လို့ကျွန်တော်ရှိရလောက်ရတဲ့သူပဲပြန်ပြောတဲ့စကားလေးနဲ့ပီတိဖြစ်ပါတယ်ညီလေးရှိရလောက်ရတာကိုကြီးတို့တော့ဘာတခုကောင်းလဲဆိုရင်လေကျွန်တော်ရှိရလောက်ရတဲ့အတွဲလေးဆိုရင်သူတို့ကယ်ဒီတော်တော်ဆွဲရတယ်လို့ပြောတယ်ဗျအဲ့လိုမျိုးဟိုအခုဆိုရင်အကျွေးချောင်ခြေပြီးတော့ဟိုဟာပေါ့ကယ်ဒီကျွန်တော်ရှိလာလို့ရတဲ့ပတ်စံဆိုခြေပြီးတော့ဘာလို့အဲ့လေအဲ့ဒီပီတိလေးတွေလည်းရတယ်ပြီးတော့တဝူးနဲ့တဝူးတဝူးစကားတဝူးနဲ့မှာဒီကောင်လေးကသွားလောက်ကြီးဖော်ယူရဲစကားပြောတာလေးမဆိုးဘူးဆိုတာလေးပြန်ပြန်ပြောပြပြောပြကြတယ်ဗျအဲ့အလေးတွေတော့ကျွန်တော်တို့ပီတိအများကြီးဖြစ်ဖြစ်စေတယ်ပေါ့ ဟိုပက်ဆက်ဆိုလဲကျွန်တော်ကဟိုပက်ဆက်ဝမ်းစာရေးတစ်ခုကိုပဲမျောလင့်ထားဘူးဗျာကျွန်တော်တို့ဝါသနာပါတဲ့ဟာလေးနဲ့တစ်ဖက်သားသူတွေပေါ်လဲအစီပီပီလေးနဲ့ပြန်ပေးရတာပဲကျွန်တော်လိုချင်တာအဲ့လိုမျိုးလေးဟုတ်ရှိတယ်ရှိတယ်မအားဟုတ်ကျွန်တော်ရှိတာအမကန်ချက်ရှိတာကျွန်တော်ရှိလာလောက်ရတဲ့သူကိုကျွန်တော်ရဲ့လက်လက်ထွက်တဲ့ဟာဒီကုံလုံးကိုပြန်လာပြန်လာပဲဖြစ်ပါပြီဖြစ်ကျွန်တော်ပက်ဆက်စပြားတစ်ချက်မှပြန်မတအောင်ကျွန်တော်ပြန်ပြီးပြန်ကူညီပေးတဲ့သဘောနဲ့ကိုပြန်ပြီးအမကန်ချက်လုပ်ပေးတယ်နောက်တစ်ခုကကျွန်တော်ရှိမှာ alignment တာယာစားခြင်းမှာညာအဲ့ပြဿနာတွေအများကြီးရှိရပေးတွဲမှာကျွန်တော်တို့ကကျတော့တေချာချိန်ချက်ပြီးကျွန်တော်တို့စိတ်တိုင်းကြပြီးကျွန်တော်တို့အတွက်အဆင်ပြေပြီးဆိုမှအဲ့ တစ်ဖက်သူလက်ထဲကိုအပီးစီအပ်လိုက်တာအဲတကယ်လို့သူရှိမှအဲ့တော့သူလှုပ်လို့သူကလည်းမတက်ရတဲ့သူဆိုတာတချို့ကြတော့ရှိရလေဖြစ်တယ်လို့လေးမောင်းကြရတယ်နားမလဲကြတော့အဲ့လိုလူတွေဆိုလဲရတယ်သူတို့မောင်းမောင်းလို့ပြီးသွားရင်ကျွန်တော်ကပြန်ပြီးတာဝန်ယူပေးတယ်ပြန်လာခဲ့ကျွန်တော်ကကျွန်တော်ပြန်ပြုပြင်ပေးပြီးသူတို့ပြန်လှုပ်လိုက်တယ်ပတ်စံလည်းဘာမှမရှိဘူးအရင်ကြီးကြီးမားမားဖြစ်တဲ့အခါမျိုးကြရင်တော့ကျွန်တော်လည်းတချို့တော့ဝက်လေးတော့တောင်းလိုက်ပါတယ်တန်ဖိုးပါညာလေးပါဟုတ် ဟုတ်အရှိတကုံလေးကတော့မိုက်ဒီအားကြတော့ကျွန်တော်တို့ဦးလေးလို့ခေါ်တော့အတူရှိမှာပဲကျွန်တော်ဒါကျွန်တော်ရဲ့ဘွားဆာလေးပဲပြောရမှာပေါ့ဒီနားလေးမှာကိုကက်လုပ်ရင်းနဲ့ဒီလိုမျိုးလေးလှုပ်လာခဲ့တယ်အခုအရှိတကုံပြောင်းမယ်ဆိုတော့ရုံပုံစံမျိုးလေးကျွန်တော်ထောင်ကျင်တယ်ပြီးတော့ဟိုအပွေးကုံတွေအားစဘေးရွဲဟိုဒီဇိုင်းဒီလိုဒီဇိုင်းထောက်ပုံမကောင်းမွန်လုပ်ချင်တဲ့စိတ်ကြောင့်ပြီးတော့ဈေးနှုန်းလည်းအဲ့လိုမျိုးတက်သွားမှာမဟုတ်ဘူးကျွန်တော်ကျွန်တော်လုံဆောင်တဲ့ဟာတွေကုန်လို့ကျွန်တော်မျှတာပြီးကျွန်တော်တစ်ဖက်သူကိုယူချင်တယ်အကောင်းဆုံးပို့ပြီးထပ်ပြီးပေးဆက်ချင်တာဗျာအဲ့လိုမျိုးကြောင့်ရုံကိုအရှိတကုံမှာကျွန်တော်ပြောင်းပြီးဖွင့်တော့မှာ ဘယ်တော့ဒီနားလေးကကြတော့တို့ဒီအင်ရှင်ကအင်ဆောက်တော့မဲ့ဟာလေးရှိမယ်ပြီးတော့ဒီပဝင်းကျင်လေးနေနေဆိုတဲ့ဟာလေးနေဆိုတော့နည်းနည်းကျင်းလာလေးလည်းပါတော့လာတဲ့အခါနည်းနည်းလေးခက်ခဲလေးဖြစ်လို့ကျွန်တော်ဟိုဘက်မှာဆိုင်ကျဲကြီးပုံစံမျိုးနဲ့လုပ်မယ်ဒါပေမဲ့ကျွန်တော်ရဲ့မြောက်ကလာမိတ်တွေအကုန်လုံးကတော့ဒီကိုလာလိမ့်မယ်လာရင်ကျွန်တော်ဒီဆိုင်မှုလေးနဲ့ပဲတစ်ချက်ဟိုလမ်းညွန်ပေးပြီးတော့နှစ်ဖက်လှုပ်တဲ့ပုံစံမျိုးလုပ်မှာပါမှာရဟုတ်ရှိတော့ဟိုနီလာ၃လမ်းကိုကျွန်တော်တို့ဆိုင်အစ်စ်ဖွင့်มาဖြစ်ပါတယ်အဲ့ဒီနေ့ကိုလည်းကျွန်တော်ကျွေးမွေးတာလေးတခုတော့လောက်ဆောင်มาပါအဲ့ဒီဟာနီးစက်တဲ့ရနေရွေးရတင်းရှိတဲ့တွေအကုန်လုံးလည်းလာရောက် ဟိုအားပေးလို့ရတယ်ပေါ့လာပြီးတော့လာလို့ရတယ်ဆိုတာကိုလည်းကျွန်တော်ဒီနေ့ကနေဖိတ်ကြားရပါတယ်လို့အော်ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်အားပေးကြတဲ့မေဟောင်းမေးသစ်တွေအကုန်လုံးကိုလည်းကျွန်တော်ဒီနေ့ကနေပြီးတော့ကာရောဝါပြပါတယ်လို့ကျေးဇူးလေးနားရိတ်တင်ပါတယ်လို့ကျွန်တော်ကျွန်တော်ရှိမှလောက်ရတဲ့သူတွေအကုန်လုံးစိုးစီကောင်းစီကိုဟိုအဆင်ပြေပြေမပြေပြေကျွန်တော်ရှိမှပဲပြန်ပြီးတိုင်ပင်ပြီးတော့အများကြီးလှုပ်ဆောင်လို့ရပါတယ်တော့နောက်ထပ်အတွဲလေးတွေကိုလည်းကျွန်တော်စိန်နှုန်းအဆင်ပြေစွာနဲ့ပြုလုပ်ဆောင်ရပေးပါဦးမယ်လို့ဒီနေ့ကနေကျွန်တော်ပြောချင်ပါတယ်